တဲဆုညင်ရဲ့ပန်ထရာအေဂရီဝစ်ဆောင်ကိုဇက်ပွဲမှာလှောင်ပြီးလို့ပွဲဖြစ်နေပြန်တဲ့အောင်စပူပရိသတ်များလုံးမဲမင်္ဂလာပေါင်းဘီယန်အောင် page လေးကနေကြွဆိုလိုက်ပါတယ်အောင်စပူဇက်တပင်ကဇမင်းသားလေးအောင်စပူကဇက်တပင်ကြိုက်တဲ့မင်္ဂလေးတွေခြားရင်းမှာတသိန်းလုံးအားပေးမှုကိုရရှိနေတာပေါ့အောင်စပူကရုပ်ရည်လေချောမောတလို့အကလည်းကောင်းတာကြောင့်ပွဲရီမှာကလာရပါတယ် အသက်ငယ်ငယ်နဲ့ကိုပိုင်ဇက်တပင်ကိုတီထောင်ထားတဲ့အောင်စပိုးကသူ့ရဲ့ပွဲမှာတဲဆုညင်ရဲ့ဝစ်ဆွန်ကိုလှောင်ပြောင်းတလို့ဖြစ်သွားခဲ့တာကြောင့်လက်တလုံးမှာဝေဖန်ခံနေရတာပါတဲဆုညင်ဟာလွန်ခဲ့တဲ့နှစ်က Miss Grand International မှာ Pantra ဘယမဝစ်ဆွန်နဲ့ရှင်ပြိုင်ခဲ့ပေမဲ့စုမရခဲ့ပါဘူးစင်ပေါ်မှာလှဲနဲ့မြင်းကိုတင်ခွင့်လည်းမရခဲ့တာကြောင့်ရှင်ပြိုင်နေရင်းနဲ့နှက်ဘူးတလို့ဓာတ်ဘူးတလို့ဖြစ်လာခဲ့တာပါမျက်လုံးတွေမှာမီးဝဝင်းတောက်နေလို့မြင်ရသူတွေကတော့စက်သိမ်းထသွားခဲ့ပြီးပန်ထရာဘီယမဆိုတာကဒါမျိုးလောက်ဆိုပြီးအံ့ဩသွားကြပါတယ်။သူ့ရဲ့အမှုရာတွေကထူးဆန်းနေခဲ့လို့သူ့ကိုပ န်ထရာဘီယမလီလာလိုထင်ခဲ့ကြတာရှင်ဒီဝိဆောင်ကို3400အကုန်ကြခံပြီးဖန်တီးခဲ့တာဖြစ်ပေမဲ့လည်းစုလည်းမရသလိုငလျင်အတွက်လေလံတင်တဲ့အချိန်မှလည်းဈေးကောင်းမရခဲ့ပါဘူးအဲဒီဝိဆောင်ကိုအောင်စပူတို့ဇက်ပွဲမှာတော့ဟာသာပုံစံအနေနဲ့ဖန်တီးခဲ့တာကြောင့်တဲဆုညရဲ့ပြည်သက်တွေကပြောနေကြရရှင်သူတို့ရဲ့အလှမယ်လေးကသူများလောင်ရည်စရာမိန်ကလေးမဟုတ်တာကြောင့်ဒီလိုမလုပ်သင့်တဲ့အကြောင်းနိုင်ငံကုံဆောင်အလှမယ်တယောက်ကိုဒီလိုမလောင်ပြောင်သင့်တဲ့အကြောင်းဝေဖန်နေကြတာပါ ောင်စဖူကခုမှနမည်ကြီးလာတဲ့အချိန်တဲဆုညီလိုမင်းကလေးကိုမထိခိုက်ဖဲရီစရာဖြစ်ဖန်တီထားတာကိုမကျင်တတ်ကြပါဘူး။ဖန်ရင်အားတောင်းတဲ့တဲဆုညီကသူကိုယ်တိုင်ရန်တွေးစရာမလိုပဲသူပြိသက်တွေကကိုစားရန်တွေးတတ်ကြပါတယ်။တဲဆုညီရဲ့ကိုရမအတင်းပြောတဲ့သူတွေလည်းအလောက်ကနေပြုတ်သွားရသလိုချင်းကြီးချင်းငယ်တွေနဲ့လည်းပြန်တောင်းပန်ရပါသေးတယ်။ဒီလိုအရှိန်အဝါကြီးတဲ့တဲဆုညီကိုတော့အောင်စဖူရဲ့ပွဲမှာလှောင်ပြောင်နေတာကမဖြစ်သင့်ပေ။ဘယင်မာလေးတဲဆုညီကိုပြန်လည်တောင်းပန်တဲ့နယ်လို့ဆိုကြပါတယ်။တဲဆုညီကိုထိရင်တော့အားလုံးနဲ့ညှိမယ်ဆိုပြီးပြိသက်တွေကမခံစားနိုင်ဖြစ်နေ นีจราบอง ဒါပေမဲ့ဇက်ပွဲတွေမှာလူရှင်တော်တွေကဒီလိုနီးနဲ့ပြက်လုံးဖန်တီးတာကတော့အဆမ်းမဟုတ်ဘူးလို့ပြောကြပါတယ်။လူရှင်တော်တွေကလူသိများတဲ့အကြောင်းအရာတွေနဲ့မသိတော်တဲ့အရာတွေကိုတယောဟန်နဲ့တင်ဆက်လို့ရှိကြပြီးဒေသငိန်ထံနာမည်ကြည့်ပြီးအောင်မြင်နေတဲ့အနုပညာရှင်ကြီးတွေလည်းအငိမ့်တွေရဲ့ပြက်လုံးတွေမှာအပြောခံရဘူးပါတယ်။ပြက်လုံးထဲမှာထဲပြတ်တာကတော့စိတ်ဆိုးစရာမဟုတ်ကြောင်းယူဆထားကြပြီးအနုပညာလောကသားအချင်းချင်းလည်းနားလည်မှုရှိကြတဲ့ရှင်နေရာတကာစိတ်ဆိုးနေရင်တော့အနုပညာလောကထဲမှာလည်းအပေါင်းအသင်းနေသွားနိုင်တဲ့အကြောင်းပြောကြပါတယ်။သူ့ထံနာမည်ကြီးသူတွေတောင်ဘာမှမပြောခဲ့ကြပါ ဲ့လူရှင်တော်ကနမဲကြီးမင်းသမီးရဲ့စကားပြောဟန်တွေရုပ်ရှင်မင်းသားကြီးတွေရဲ့အပြုမှုတွေကိုဟာသဖြင့်ဖန်တီးတတ်ကြပါတယ်။အောင်မြင်နေတဲ့အနုပညာရှင်ကြီးတွေတောင်မှဘာမှမပြောကြပေမဲ့လည်းတဲဆုငင်ရဲ့ပြိသက်တီကတော့လုံးဝမကျင့်တတ်ကြတာပါ။နိုင်ငံသားမှအရှက်ခွဲလာရတာကိုမြန်မာနိုင်ငံမှာလည်းထပ်မံအရှက်ခွဲပေးနေတယ်ဆိုပြီးစော်ကားသလိုခံစားနေရပါတယ်။တဲဆုငင်ရဲ့ဒီဇိုင်နာကိုပြန်လည်တောင်းပန်မှကျင့်တတ်မယ်ဆိုတဲ့အထိတဲဆုငင်ကိုကိုးကွယ်နေကြတာပါ။အောင်စပူရဲ့ဇက်ပွဲမှာအလုံးကိုပျော်ရွှင်ရအောင်တင်ဆက်ခဲ့ပေမဲ့အထီးမခံတက်တဲ့သဲဆုညင်ရဲ့ပြိတ္တတွေကတော့ဘဝလက်မခံနိုင် ဖြစ်နေကြပါတယ်။အောင်စပူရဲ့ဇက်ပွဲမှာပန်ထရာဘီယမဝတ်စုံကိုဝစ်ပြီးပြက်လုံးထုတ်ခဲ့ကြတဲ့လူရှင်တော်တွေကသဘောယုံနေဖြစ်ပေမဲ့လည်းအခုတော့အပြောဆိုခံနေရပါတယ်။တိုက်စွညင်ရင်ပြည်သက်တွေကပဲဆက်ဆက်ထိမခံဖြစ်နေတာလား။ဒါမှမဟုတ်လူရှင်တော်တွေရဲ့ပြက်လုံးကလွန်သွားတာလားဆိုတော့ခေါမမှာအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပြောရှင်ပါစေ။